လိုတတမီတို့အားလုံးမင်္ဂလာပါဒီနေ့တတမီတို့ကိုဘူးပြောရခြင်းနဲ့ပုံမြင်ကြီးကတော့ဘုဒ္ဓဘာသာသဘောကိုဆွေးနွေးပုံမြင်ကြီးဖြစ်ပါတယ်တခါကတော့ဒီတော့မှာယုံတွေကအခြေကျစုပေါင်းမိနေခံရတယ်တဲ့သူတို့မှာယုံကြည်ကြီးတွားလည်းရှိတယ်တဲ့သူတို့ကယုံကြည်ကြီးပြောတဲ့စကားကိုသူမတိုင်းနာတောင်းပြီးတော့စီစီလုံးလုံးနေထိုင်ကြတယ်တဲ့ယန္တုတွေရှိလာရင်လည်းသူတို့ဟာအခြေကျစုပေါင်းပြီးတိုက်ခိုက်ကြတယ်တဲ့ဒါကြောင့်သူတို့နာကိုပဲယန္တုကမှချင်းကဝကြဘူးတဲ့ ။အရိတော်ကြီးရဲ့မှာကြာကြီးတောင်ကလည်းနေထိုင်နေတဲ့။ကြာကြီးဟာတနေ့တော့လက်လေသွာလာရင်လည်းယုံနေကိုမှတ်မထင်တွေ့သွားတယ်တဲ့။ကြာကြီးဟာယုံနေနားကိုချင်းကပ်သွားတော့ယုံနေဟာချင်းချင်းစုပေါင်းပြီးတော့တိုက်ခိုက်ဖို့ပြင်ညာတယ်တဲ့။ကြာကြီးဟာလည်းယုံနေကိုတွေ့တော့နှက်ပြပြီးတော့အနားမကပ်ဖို့ဘူးတဲ့။ညုံတွေရဲ့နေရွက်တွေဟာလှန်သွားတယ်လို့ခြုံပြီးတော့ထောင်နေတဲ့အတွက် ကြာကြီးအရုံကိုကြောက်သွားတယ်။ကြာကြီးကလည်းယုံလို့စားကျင်နေတဲ့ကွအမျိုးမျိုးကြက်ဖန်စင်းစားနေတယ်တဲ့။ဒီနေ့တော့ကြာကြီးဟာယုံကောင်နားကိုချင်းကပ်ပြီးတော့ဒီလိုယုံတွေဟာဘင်းကောင်နဲ့ရှိတာတော့မှဒီလောက်ဆက်ဖက်ပြီးရကြီးမှကြတယ်။ဘင်းအများကြီးရှိရင်တော့တော့ဒီတစ်ခုလုံးကိုအဆူတော့မှာပဲဆိုတော့ဖြာရောက်ပြွေးခွဲလိုက်တယ်တဲ့။ ဲ့လိုပဲကြားကြည့်ဟာတော့ကြီးနေမှာလှက်ပတ်ပြီးတော့ယုံတို့တကောင်ပြီးတကောင်လှက်ပတ်ပြီးသွေးပွဲတယ်တဲ့ကြာတော့ယုံတွေဟာချင်းချင်းသွေးပွဲလာပြီးမာနတက်လာကြပြီးတော့ယုံတကောင်ကိုချုံဖို့တပုတ်စီခွဲပြီးနေရတယ်တဲ့ဤဒီချိန်ရောက်တော့သူ့ရဲ့ဘင်ကြီးပြောတဲ့စကားကိုလည်းနားမထောင်ကြတော့ဘူးတဲ့ဤဒီချိန်ရောက်တော့ကြာကြည့်ဟာယုံတို့ကိုတကောင်ပြီးတကောင်ဖမ်းယူစားတော့တယ်တဲ့ ီပုံမြင်လေးကိုနားထောင်ပြီးတော့ဘာတင်ကန်းစာရလဲဆိုတော့ပြင်းပြင်းစူပေါင်းညီညွတ်ကြတဲ့အခါဘယ်ရန်လူကမှကိုယ်ကိုလာပြီးတိုက်ခိုက်လို့မရဘူး။တကယ်လို့ကိုယ်တွေတွေးခွဲသွားပြီဆိုရင်လူတွေကတကောင်ပြီးတကောင်ဆွဲပြီးတော့အနိုင်ကျင့်နိုင်တယ်ဆိုတာမှတ်သားရပါတယ်။ဒါတို့ဗီဒီယိုအားလုံးမင်္ဂလာရှိတော်နေ့လေးဖြစ်ပါစေ။နောက်နေ့ဒီမှာနောက်ပုံမြင်တဲ့အစ်နဲ့ဆုံကြရအောင်။